တာလီစွာပါကျွန်တော်မြေပိုင်ရှင်တော်များများနဲ့ပွဲစားတော်များများပြောနေတဲ့စကားတွေတခုရှိရပါတော့เนาะဒီမျိုးဝယ်ပြီးတော့ဆိုင်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမယ်ညာဖြစ်သွားမယ်ပေါ့ကျွန်တော်တို့ဖက်မျိုးမာကဆောင်းသောဆိုင်တော်များများကမြေပိုင်မဟုတ်ငှားပြီးတော့ဖွင့်တာဒီတော့ကျွန်တော်အနေနဲ့မြေငှားဖွင့်လို့ရမယ်ဆိုင်ဒီဆိုင်ပေါ့နော်73သိန်းမြေကမျက်နှာစာပေ40အနောက်ပေ100ရှိတယ်နောက်ပြီးတော့သူ့အနောက်မှာ ပေ60ကျဲ့တယ်။ဒီတော့ဒီလိုမျိုးအနေထားလေးတစ်ခုမှနာမည်ကြီးဆိုင်တဲ့ဆိုင်နဲ့အရင်တော့ကဖွင့်ခဲ့ဘူးတယ်ဆိုတော့ကဒါလေးက branding ကရှိပြီသား။ဆိုတဲ့အနေထားလေးတစ်ခုမှမိတ်ဆွေတို့ကိုဒီဆိုင်ရဲ့အနေထားလေးဘလောက်ကြံသေးလဲဆိုတာကိုကျွန်တော် live ပတ်ပြမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုး case လေးပေါ့နော်။သူက coffee ဆိုင်လေး coffee ဆိုင်လေးကိုမှအာဒီ decoration ကလည်းတော်တော်များများ main အဓိက main ပါပြီးသားကွာကို့အနေနဲ့အမိုးလေးတွေထပ်မိုးပေးလိုက်မယ် table လေးတွေထည့်ချင်တဲ့လောက်ထည့်လိုက်မယ်ဆိုလို့ရှိရင် စိုင်ကောင်းကောင်းဖွင့်လို့ရတယ်ဆိုတဲ့အနေအထားလေးတခုရှိပါတယ်။ဒီတော့အခုမှစီပွားရေးကိုလက်တဲ့ဆံမဲ့မိတ်ဆွေများအတွက်အထူးတင့်တော်တယ်ပေါ့နော်။တလားကို73ဒိန်းဆိုတဲ့ဈေးနှုန်းလေးတခုကဒီခေတ္တကာလဒီအချိန်မှာကိုယ်အနေနဲ့ဒီမျိုးဝယ်မယ်ဆိုလို့ရှိရင်တန်ရတောင်းကနန်းကတ်ပါတယ်။ဒီလိုမျိုးအနေထားနဲ့ဆိုတန်ရတောင်းကနန်းကတ်သွားပြီ။ဒီတော့တိန်တောင်းကနန်းကိုယင်းဒီမျိုးနှံပြီးတော့ကိုယ်အနေနဲ့ဘာမှအာ ငွေပြန်ရဖို့အတွက်တော်တော်လေးနှစ်ရှည်လများစောင့်ရမယ်ပေါ့နော်ဒီတော့ဒလားကို73သိန်းနဲ့ငှားမယ်ကို sales ကဘယ်လောက်ရှိမယ် profit ကဘယ်လောက်ရှိမယ်တေချာပြီးဒီ business plan ကိုတွက်ချက်ပြီးတော့အလုံးလုံးလို့ရတဲ့အနေအားခေါင်းလေးတစ်ခုဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်တို့ဇွဲခွင့်လမ်းမပေါ်ဖြစ်ပါတယ်ကျွန်တော်တို့တဲတဲသွားမယ်ဆိုလို့ရှိရင်အာထကလေကုံတက်ရောက်ပြီးတော့ဒီဘက်ခြံသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကန်တာယာကိုရောက်ရှိမှာဖြစ်ပါတယ်ဒီတော့ဒီဆိုင်လေးပေါ့နော်ဒီမှာကြည့်လိုက် သူကတိတ်ရိတ်ဝါရိတ်နဲ့တက်တာနဲ့အုပ်နဲ့ကိုဒီချင်းမိုင်းစတိုင်ဖန်တီးထားတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်ဒီဆိုင်လေးတစ်ဆိုင်ဒါဆိုင်ရဲ့အဝင်ဝါဆိုတဲ့အနေထားလေးဖြစ်မယ်ဒီဘက်ချမ်းမှာတော့ Zoo Art Gallery ရှိတယ်ပေါ့နော်ဒီဇိုင်းလေးတွေကကွာဘာပြောရမလဲဆိုတော့တော်တော်လေးကိုဟိုစိတ်ကူးရင်စမ်းတယ်ဟမ်မကြီးဒီကောင်လေးတော်တော်ကြိုက်တယ်ကွာဩကိုကကိုထွင်းထားတာဒီကောင်လေးတော်တော်မိုက်တယ်အဲโอเคကျွန်တော်လာမယ်ဆိုလို့ရှိရင်ဒါကတော့ Zoo Art Gallery ပေါ့နော် Zoo Art Gallery ရဲ့ဘေးမှာကက်လျက်ပေါ့အဲဒီမျိုးတကားလေးနဲ့ခေါင်းပွိုင်တကားလေးနဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအဓိကငှားမဲ့စိုင်မကြီးပေါ့နော် မီတာတွေပါတယ်ရှိပြီးသားမီလေးထွန်ပေးနိုင်ရင်တော်တော်မိုက်မယ်အရင်တော့ဒီစိုင်လေးကမီလေးရောင်လေးနဲ့တော်တော်လှတယ်ဒါပေမဲ့အကောင်လုံးပြန်ဖြုတ်သွားပြီစိုင်ပြောင်းသွားတယ်ပေါ့ဗျာဒီတော့ကဒါကလက်ရှိအနေထားလေးတစ်ခုရှိမယ်ဒီမှာကာထားတယ်နော်လောလောဆယ်ဒါကစိုင်ရဲ့ reception ပေါ့ ဒီ rap session ဆိုတဲ့အနေထားလေးတစ်ခုရှုမှာ။ဟိုးရှုပ်ွားတာနေရော။နော်ဒီမှာဒီဇိုင်းကားလောက်ရှုအနေထားကိုရှုအဲဒီမှာကြည့်တော်တော်လေးတန့်ရက်တယ်ဗျာ။ဒီ architect ကိုယ်တိုင်စောက်ထားတာဒီဆိုင်ဟာသိလား။ okay ဒီတော့ဒီဘက်ချမ်းမှာတစ်ချက်လာကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာအဓိက main kitchen ပေါ့ main kitchen main kitchen ဒါကစားသောက်ဖို့နေရာမဟုတ်ဘူး kitchen အတွက် space လေးတစ်ခုရှိမယ်ဒီမှာဟိုအကြီးကြီးပဲမီးဖို့ကြီးอ่ะ เนาะมีโบขาวจีပဲနောက်ပြီးတော့ဒီဘက်ချမ်းမှာโอ้ဒီဘက်ချမ်းမှာအရှိ့ကိုပြန်ထွက်လို့ရတယ်အပေါက်လေးတစ်ပေါက်ပေါက်ရှိလိုက်ရင်ဒါ kitchen သုံးဖို့အတွက်ပေါ့เนาะ kitchen သုံးဖို့အတွက်အဲဒီမှာ escape plan လေးပါလိအဲ kitchen သုံးဖို့အတွက်အနေရာလေးရှိမယ်ဆိုတော့ကဒါပိုင်ရှင်တိုင်းရဲ့အငှားเนาะ73သိန်း73သိန်းဒီခေတ္တကာလမှာဗျာ73သိန်း6လားစာချုပ်ချုံနိုင်တဲ့လူအများကြီးရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ရားစီချင်တယ်နောက်ပြီးတော့ ိုယ့်ရဲ့မြေတွေပေါ့နော်အာဆိုင်ဖွင့်မယ်ဘာဖွင့်မယ်ဆိုင်တကယ်တမ်းဖွင့်တဲ့လူတွေကဒီလိုမျိုးတင်းကိုထောင်နဲ့တောင်နဲ့ချီပြီးမရင်လိုက်နိုင်ဘူးကိုယ့်အနေနဲ့ဆိုင်ထဲမှာထည့်ချင်တယ်အဲ့ဒီတော့မြေကိုငှားကြတာများတယ်အဲ့ဒါကိုပြောပြချင်တာလည်းပါတယ်ဆိုတော့ဒီမှာချက်လာခင်းမယ်အဲသူကနှစ်ထပ်ပြနှစ်ထပ်အနေထားလေးဒီလိုမျိုးလေးပေါ့နော်တေချာလာကြည့်လိုက်ဒီပြမယ်ဆိုရင်တိတ်မြင်ရမှာမဟုတ်ဘူးနော် ဒီမှာက rap session အတွင်ဘက်ခြံအနေထားလေးတော်တော်လေးမိုက်ပါတယ်ကျွန်တော်အသေးစိတ်ဘီဘူနဲ့ကျွန်တော်ပြပေးမယ်ဆိုတော့ဒီမှာအပေါ်ထက်ပေါ်ထက်ကိုအနေနဲ့ဆိုင်ဆောက်ထားခြင်းနဲ့ဆိုလို့ရှိရင်ဆိုင်ဆောက်ပြီးလေကားလေးပေါ်ကနေတက်ပြီးတော့အပေါ်ထက်ထက်ခိုးရင်မှအိတ်လို့ရတယ်နော်တော်တော်လေး cute ဖြစ်တယ်နော်ဒီဘက်ခြံအနောက်မှာဆိုရင်ဒါဘေးစင်ပေါ့နော်ဘေးစင်ကြီးရှိမယ်ဒါကိုကကိုနည်းနည်းပါးပါးလေးပြန်ပြင်ဆင်ရမှာနေတော့ရှိတာပေါ့နော်ငှားမဲ့လူကအနေနဲ့ နောက်ပြီးတော့ဒီမှာ counter food order counter အရင်ကထားတာဖြစ်ပါတယ် reception လည်းရှိသလို food order counter နဲ့ဒီဘက်ခြံမှာရှိတယ် okay လာပြီဒီတော့ဘယ်နှမစားတောင်းချမလဲဘယ်နှမစားတောင်းချမလဲဆိုတော့ဒီမှာစပွဲတွေတန်းစီလို့ရပါပြီဒီ decoration ဆင်ထားတဲ့နေရာနေစပြီးတော့ဒီမှာတလုံးဟိုဘက်ထိပ်မှာတလုံးနှလုံးပုံးလုံးလေးလုံးငါးလုံး၆လုံး တန်းစီထားလို့ရတယ်ဒီဘက်ခြမ်းမကြီးပဲ6လုံးတန်းစီထားပြီးတော့ဒီဘက်ခြမ်းကြည့်ကြတော့ down shot space စီထားထားမှအနေထားလေးကိုရှုမှလာကြည့်ဒီဘက်ခြမ်းမှာဆိုလဲနောက်ထပ် space တစ်ခုပေါ့နော်မှကိုအနေနဲ့ဆလက်လောင်ပြီးသားဆလက်လောင်ပြီးသားဆိုတဲ့အနေထားလေးမှာကိုအနေနဲ့အမိုးထပ်မိုးမယ်ဒီဆိုင်လိုမျိုးကျွန်တော်တို့ဖတ်မိုးလီနဲ့ပဲသဘာဝဆက်ဆက်လေးထပ်လုံးမယ်အဲဒီမှာခုံလေးချမယ်နော်ခုံနှန်းရှေပဲဖြစ်ဖြစ်သဘာဝခုံနေပဲဖြစ်ဖြစ် ဘာဝတစ်သားဖျားကိုခုံရိုက်တာပဲဖြစ်ဖြစ်နော်ဒီမှာနောက်ထပ်၃ဝိုင်းလောက်ရတယ်အဲ့တော့၉ဝိုင်းရှိနေပြီနောက်ပြီးတော့ဒီဘက်ထောင်းမှာအရင်တော့၁ဝိုင်းရှိတယ်၁ဝိုင်းဖြစ်ပြီဟမ်၁ဝိုင်းနော်၁ဝိုင်းရှိပြီဒီဘက်ချမ်းမှာပွဲတွေပါတွေလှုပ်လို့ရှိရင် boost တွေပါတွေထားရဲ photo stand တွေပါတွေထားရဲပေါ့နော်ဒီဘက်ချမ်းအဲ့တော့ queen ချောင်းကြီးလောက်လာတယ်မွေးနေ့ပွဲတွေပါတွေကျင်းပတယ်ပေါ့ဗျာအဲ့လိုမျိုးအကျယ်ဝန် space တစ်ခုကတည်တဲ့ရှိဒီတော့ဒီတိုင်းလေးထပ်ထားလို့ရတယ် ဘာပြောကိုဝိုင်းဆယ်ဝိုင်းရှိနေပြီအဲဒီနေရာတော့ကျွန်တော်တို့ဒူရင်ဒီပွဲတော့ကျင်းပခဲ့တဲ့နေရာပေါ့နော်ဒူရင်ဒီအဝါစာကျင်းပခဲ့တဲ့နေရာအမိုးအပြည့်မိုးထားတယ်ဒီမှာဒီ texture လေးတွေကာလာလေးတွေအရန်လှတယ်အနီးကလာကြည့်မလားနော်ဒီကောင်လေးတွေရှိပြီးသားကိုယ့်ရဲ့ background ရှိပြီးသားဓာတ်ပုံရိုက်လဲတော်တော်လှတယ်မီးထိုးရင်ပိုးတော်လှနေတယ်နော်လုံးဝကပြားဆန်တယ်ဆိုတဲ့အနေထားလေးတစ်ခုမှာအမိုးလေးမိုးမယ်ကိုယ်အနေနဲ့စပွဲဝိုင်းလေးတွေနောက်ထပ် ုံးနေသုံးချောင်းသုံးလို့ကိုလုံးလောက်ထခင်လို့ရတယ်အသေးဆိုရင်ကိုလုံးရတယ်အဲ့တော့စပယ်ဝိုင်း16ဝိုင်းလောက်ကအာကွင်းမြင့်ကြီးဘီနာမှာထခင်လို့ရတယ်ဗျာဒီကောင်ကြီးကိုကွင်းမြင့်ကြီးထားထားမယ်ဆိုရင်ပေါ့နော်ကွင်းမြင့်ကြီးထားထားမှလည်းလှမှာနော်ဒီတိုင်းအပြစ်ခင်လိုက်မှဆိုအရန်ကြက်သွားမယ်โอเคဒီတော့ toilet ကျွန်တော်ပြ toilet ရှိသေးတယ် toilet မဖြူအောင်မ toilet ဟဲဒီတော့က toilet အနေထားလေးပေါ့နော် toilet အနေထားလေးကကိုယ့်အကူ imagination လောက်ပြီးတော့ပြန်ပြီးတော့ပြင်ဆင်လို့ရတယ်ဗျာဒီနားမဒီလိုမျိုးအနေထားလေးเนาะအရင်တော့တော်တော်လေးဟိုကြောက်ပြားလေးပါရင်လည်းတော်တော်လှတာအခုကတော့အကုန်လုံးပြန်ဖြောက်သွားပြီပိုင်ရှင်ပြန်ဖြောက်သွားတော့ဘောနော်သူကဆိုင်အစ်တဲ့ဆိုင်နောက်နောက်တက်နေရမှာသွားဖွင့်တယ်โอเคဒီတော့ဒီမှာ twin လက်ရှိမယ်နော် twin လက်နှလုံးရှိတယ်ကြားတစ်လုံးမတစ်လုံးရှိတယ်ဒီတော့အရှင်ပြေတယ်နော်ဒီစီချာနေတက်ရက်လीတော့ပြန်လောရမယ်โอเคဒီတော့ကဒါကကိုအနောက်က space တခုဖြစ်ပါတယ် ီဆိုင်လေးကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်မျက်နှာစာကတော့38ပေဆိုတဲ့အနေထားလေးတစ်ခုမှာဒီဆိုင်ထိန်းနဲ့ဆိုင်နောက်ကို65ပေ ရှိပြီးတော့ဒီဆိုင်အနောက်အဗျက်ကကျွန်တော်တို့အနေနဲ့ပေ60ရှိပါတယ်ဒီတော့ဒီလိုမျိုးအနေထားလေးတစ်ခုမှာကျွန်တော်ဇွဲကပင်လမ်းမအပေါ်မှာဆိုင်လေးတစ်ဆိုင်အသင့်ငါတင်တက်လို့ယုံတော့မဟုတ်ဘူးပေါ့ဗျာကိုအနေနဲ့ decoration လေးတွေနည်းနည်းပြန်လုပ်ရမယ်ဒီဇပွဲလေးတွေချရမယ်ဆိုတဲ့အနေထားလေးတစ်ခုမှာပန်ရှင်က73သိန်းတလား73သိန်းဖြစ်ပါတယ် ညှိနှိုင်စေမဟုတ်ပါဘူးပိုင်ရှင်ကတလား73သိန်းလိုချင်တာဖြစ်ပါတယ်ပိုင်ရှင်နဲ့ဓာတ်ရိုက်ပြောချင်တယ်ဆိုလည်းအရှိမပိုင်ရှင်ဖုန်းနံပါတ်ရှိတယ်လာကြည့်လို့ရတယ်ကျွန်တော်ကနေဆက်သွယ်လဲရတယ်ကိစ္စမရှိဘူးကျွန်တော်ဦးလေးပဲဆိုတော့ပေါ့လေနော်ဒီတော့ဒီလိုမျိုးနေထားလေးတစ်ခုကိုတော့မိုက်ရနော်လူမျိုးနေထားလေးခုကိုစိတ်ဝင်စားရဲဆိုရင်ကိုယ့်အိမ်မက်တွေကိုအကောင့်ထဲပေါ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့စီးပွားရေးတစ်ခုကိုယ့်ရဲ့လောက်ကင်ဆွမ်းရေးကိုစံသက်ချင်တယ်ဆိုလို့ရှိရင်စီးပွားရေးလေးတစ်ခုကိုစံသက်လောက်ကင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါလေးဆိုတော့